မင်္ဂလာပါအခုချိန်ကစပြီးတော့မေလ23ရက်နေ့တောက်ကြနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအာမီပါ ရှမ်းပြည်တောင်ပိုင်းပင်လောင်မြို့နယ်ထဲကစောင်းပြောင်းရွာမှာစစ်ကောင်စီတပ် PNO ပို့ပြီးသူစစ်ပူပေါင်းတပ်နဲ့ဂရီနီတော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့ကြားမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။မေလ18ရက်နေ့ကစပြီးတော့ဒီနေ့အချိန်ထိနှစ်ပတ်ကြာမှာတိုက်ပွဲတွေပြင်းထန်နေတာလို့မြပြည်တဲ့အရေးမြစ်တွေကပြောပါတယ်။စောင်းပြောင်းရွာရဲ့အနောက်ဘက်ကဒီဖျားတောင်ချီမှာတက်ဆွဲထားတဲ့စစ်တပ်နဲ့ PNO ပြီးသူစစ်အဖွဲ့တို့ကိုအာဂရီနီတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကသွားတိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှု ထဲမှာတော့စစ်တုံ့ပန်တချို့နဲ့လက်နက်တချို့ကိုဖမ်းဆီးရရှိခဲ့တယ်လို့ဂရင်းနီမျိုးသားမြတ်ကာကွယ်ရေးတပ် KNDF ရဲ့ဗဟိုပြန်ကြားရေးတာဝန်ခံစောတာအေဆိုကပြောပါတယ်ဒီဆောင်းပြောင်းရွာသားတွေကတော့တိုက်ပွဲတွေဖြစ်နေတဲ့အတွက်စစ်ဘေးလွတ်ရာပင်လောင်နောင်တရာနဲ့တခြားနေရာတွေကိုဆစ်ဆောင်နေကြပါတယ် ကချင်ပြည်ပမော်မှာ ပြစ်ချခံလိုက်ရတဲ့ဒီစစ်ကောင်စီရဲ့ရဟတ်ယင်တဲမှာတော့ဒီရုပ်အလောင်း၁၈လောင်းနဲ့အတူလက်နက်တွေလည်းတွေ့ခဲ့တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်မေလ၂၀ရက်နေ့တုန်းကပြစ်ချခဲ့တဲ့ရဟတ်ယင်နစည်းတဲကဒီရွှေကူမြို့အရှိတ်တော်ထဲမှာပြတ်ကျခဲ့တဲ့အဲ့ဒီလေရင်ပေါ်ကနေဒီအလောင်းတွေကိုတွေ့ခဲ့တာလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်ရဟတ်ယင်ပြတ်ကျခဲ့တဲ့နေရာကို KIA နဲ့ပူးပေါင်းအဖွဲ့တွေကနေမြေရှင်းလင်းရေးတွေတွားလုပ်တဲ့အချိန် မီးလောင်နေတဲ့ရုပ်လောင်းတွေကိုတွေ့ခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့မီးလောင်နေတဲ့လက်နက်ငယ်တွေကိုလည်းတွေ့ခဲ့တယ်လို့ဆိုပါတယ်။အခုဆိုရင်ဒီ KIA ကပြစ်ချခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ရဟတ်ယာဉ်နဲ့လေယာဉ်ကအလုံးပေါင်း၅စီးရှိသွားပြီဖြစ်ပါတယ်။2021ခုနှစ်မေလတုန်းကကချင်ပြည်မိုးမောက်မြို့နယ်ထဲမှာတော့စစ်ကောင်စီရဲ့ဒီတိုက်ခိုက်ရေးရဟတ်ယာဉ် MI 35တစီနောက်ပြီးတော့2024ခုနှစ်ဇန်နဝါရီလထဲမှာတော့ ဝိုင်းမော်နဲ့ကိုခိုင်မှာဒစည်းစီပြစ်ချခဲ့ပြီးတော့အခု2025ခုနှစ်မေလ20ရက်နေ့မှာတော့ MI17 တဲယူပို့ဆောင်ရေးရဟတ်ရေနဇီးတို့ကိုပြစ်ချနိုင်ခဲ့တာပဲဖြစ်ပါတယ်။ရခိုင်လူငယ်တွေကို ရခိုင်ပြည်ပြင်ပကိုထွက်ခွင့်အရခတ်တပ်တော် AA ကပိတ်ပင်လိုက်ပါတယ်။ AA ကအမျိုးသားကာကွယ်ရေးဆိုင်ရာပြဋ္ဌာန်းချက် NDEP ကိုမတ်လ18ရက်နေ့ကပြဋ္ဌာန်းလိုက်ပြီးတော့လူငယ်တွေကိုရခိုင်ပြည်ပြင်ပကိုဟိုထွက်ခွင့်ကိုပိတ်လိုက်တာဖြစ်တယ်လို့မနေ့ကထုတ်ပြန်ပါတယ်တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ရှောင်လွဲနေတာကို တားမြစ်ဖို့အတွက်အခုလိုမျိုးထုတ်ပြန်ရတာလို့ဆိုပါတယ်အရခပြည်သူ့ကျန်းမာရေးဌာနကကူတာမှုမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေနောက်ပြီးတော့အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကလွဲပြီးတော့ထွက်ခွင့်မရှိဘူးဆိုပြီးမနေ့ကထုတ်ပြန်ချက်ကဆိုပါတယ် NDEP ပြဋ္ဌာန်းချက်အရအမျိုးသားဆိုရင်အသက်16နှစ်ကနေ45နှစ်အထိအမျိုးသမီးတွေဆိုရင်တော့အသက်16နှစ်ကနေ25နှစ်အတွင်းသွားလာခွင့်မပြုဘူးဆိုတာမျိုး ထုတ်ပြန်ထားတာပါလက်ရှိတိုက်ပွဲတွေကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလအထိဒါကိုတားမြစ်ထားတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြပြသွားမှာပါမြန်မာစစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့အကြားမှာတွဲဆောင်ဖို့အချိန်တန်ပြီလို့ ASEAN ဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားဝန်ကြီးချုပ်ကပြောလိုက်ပါတယ်နှစ်ဖက်စလုံးနဲ့တွဲဆောင်ခဲ့ပြီးမြန်မာအရေးကိုဒီမြန်မာနိုင်ငံသားတွေကပဲဆုံးဖြတ်ရမယ်လို့မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က writer သတင်းဌာနကိုပြောလိုက်တာဖြစ်ပါတယ်အရင်လကတော့ဒီဘန်ကောက်မှာ မလေးရှားဝန်ကြီးချုပ်နဲ့မြန်မာစစ်ကောင်စီ ို့တကပိတ်တွေးဆောင်ခဲ့ကြပါတယ်။အဲ့ဒီနောက်တရက်မှာတော့အမျိုးသားညီညွတ်ရေးအစိုးရကဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကို Mr. Abraham ကအွန်လိုင်းကနေတွေးဆောင်ခဲ့ပါတယ်။ ရိုက်တာသတင်းဌာနကတော့ဒီစစ်ကောင်စီပြောရေးစုခွင့်ရှိသူကိုဆက်သွယ်လို့မရခဲ့ပေမဲ့ NUG ကတော့ဆက်သွယ်နိုင်ခဲ့ပါတယ်။ NUG ရဲ့ပြောရေးစုခွင့်ရှိသူဦးနေဖုံးလက်ကအခြေအနေ6ရက်ကိုစစ်ကောင်စီကသာလက်ခံမယ်ဆိုရင်တွေးဆုံဆွေးနွေးဖို့အသင့်ရှိတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအခြေအနေတွေထဲမှာတော့စစ်တပ်ရဲ့အခမ်းကဏ္ဍမပါဝင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအသင့်နဲ့ဖွဲ့စည်းမဲ့ Federal Democracy ပြည်ထောင်စုဖွဲ့စည်းမှုကိုလက်ခံရမယ်ဆိုတာပါဝင်ပါတယ်။ ထိ ंछ ုပ်ထားတဲ့မြစ်တွေကနေပါကစ္စတန်နိုင်ငံဟာရေရတော့မှာမဟုတ်ဘူးလို့အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီကပြောဆိုလိုက်တဲ့အတွက်အိန္ဒိယပါကစ္စတန်ရဲ့တင်းမာမှုကအရှိန်ပြန်ပြီးတော့တက်လာပါတယ် ပါကစ္စတန်ကတော့အင်ဒူမြစ်ဝမ်ရေခွဲဝေရေးနဲ့ပတ်သက်ပြီးတော့အိန္ဒိချင်းနိုင်ငံနဲ့ဆွေးနွေးချင်တယ်လို့ပြောပါရတယ်။အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာပါကစ္စတန်ကကြောထောက်နောက်ခံပေးထားတယ်ဆိုတဲ့အကြံဖတ်အဖွဲ့တွေကဒီခီးသွားပြည်သူတွေကိုအစုလိုက်အပြုံလိုက်ပြစ်တက်ခဲ့တဲ့ဒီဖြစ်ရပ်နောက်ပိုင်းမှာအိန္ဒိယကအိန္ဒူမြစ်ရေခွဲဝေမှုရေးစာချုပ်ကိုဆိုင်းငံ့လိုက်တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာအိန္ဒိယဟာပါကစ္စတန်နိုင်ငံထဲကအကြံဖတ်သမားတွေခိုနားနေတဲ့နေရာတွေဆိုပြီးတော့ ဒုံးကျည်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်နှစ်နိုင်ငံကြားမှာဒီနှစ်ပေါင်း30အတွင်းအပြင်းထန်ဆုံးသောလေကြောင်းစီးကျဉ်ထုံးမှုတွေဖြစ်ခဲ့ပါတယ်မေလ10ရက်နေ့မှာတော့အပြစ်ခတ်ရဲစေးရေးကိုသဘောတူပေမဲ့ရေးကိစ္စကမပြေလည်ပဲရှိနေခဲ့တာပါ။အိန္ဒိယကလာတဲ့ဒီမြစ်သုံးစင်းကရေးရီဟာဆိုရင်ပါကစ္စတန်နိုင်ငံရဲ့ဒီစိုက်ပျိုးရေးကဏ္ဍအတွက်80ရာခိုင်နှုန်းကိုရေးပေးထားတာဖြစ်ပါတယ်။ ိန္ဒိယကဆိုင်းငံ့ထားလိုက်တဲ့ဆိုရဲစာချုပ်ဟာ1960ခုနှစ်မှာကုလသမဂ္ဂရဲ့ဂျာဝင်စေစံမှုနဲ့ရေးဆွဲခဲ့တဲ့သဘောတူညီချက်ဖြစ်ပါတယ်။ထိုင်းဝင်ကြီးချုပ်ဟောင်းယင်ရရှင်နဝတ်ကိုထိုင်းတရားရုံးတစ်ခုကစံကိစ္စမှာနိုင်ငံတော်ကနစ်နာခဲ့တဲ့အတွက်ရော်ကြီးငွေဘတ်10ဘီလီယံကျော်ရော်ကြီးပေးဖို့အတွက်အမိန့်ချလိုက်ပါတယ်။2021ခုနှစ်မှာထိုင်းတရားရုံးတစ်ခုကချမှတ်ထားတဲ့ဝင်ကြီးချုပ်ဟောင်းမှာအပြစ်မရှိဘူးဆိုတဲ့အမိန့်ကိုဘ ഹു စ ီမံခန့်ခွဲမှုတရားရုံးကပယ်ဖြတ်လိုက်ပြီးတော့တခြားနိုင်ငံတွေကိုစံရောင်းချရမှာဒီပေါ်ဆမှုခုနှစ်ခုမှအပြည့်ရှိတယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ကြတာပါဒါကြောင့်အမေရိကန်ဒေါ်လာတန်400နီးပါးထိုင်းဘတ်ငွေဆိုလို့ရှိရင်10ဘီလီယံကျော်ပြီးရောဖို့အတွက်အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်ထိုင်းဝန်ကြီးချုပ်ဟောင်းရင်ရက်ရှင်နဝတ်ကတော့ဒီထိုင်းဝန်ကြီးချုပ်ဟောင်းထဆင်ချင်နဝတ်ရဲ့ညီမဖြစ်ပြီးအခုခါမှာထိုင်းနိုင်ငံရဲ့ပြင်ပမှာနေတာဖြစ်ပါတယ်ထိုင်းဝန်ကြီး ီးချုပ်ဟောင်းရင်လာကတော့ဒီလောက်များတဲ့ပမာဏရှိတဲ့ငွေတွေကိုသူတက်တက်လုံးဆက်ရင်တောင်မှကြေမာမဟုတ်ဘူးလို့ပြောပြီးတော့သူမရဲ့ရှင်းနေကတော့စီရင်ချက်ကို ပြန်လဲကြားနာဖို့အတွက်တောင်းဆိုသွားမယ်လို့ပြောပါတယ် တင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။